ဒီနမခငယ်ပုတ်လေးကိုတော့ပြမယ်ပေါ့နော်။သူကလိုချင်တာဒီကွက်လက်လေးလုတ်ပေးထားရဲ့ဒီအပြင်ထောင်လေးကိုလိုချင်တာပေါ့နော်။ဒီအပြင်ထောင်လေးကိုဘယ်လိုရှာမလဲ။ဒါမှမဟုတ်ဒီမှာပုံလေးဆွဲပြထားရဲ။ဒီမှာပေါ့နော်။ဒီမှာဆိုရင်ဒီအပြင်ထောင်လေးကိုလိုချင်ရင်ဘယ်လိုရှာမလဲ။ဆိုတော့ဒီအပြင်ထောင်ကဒီထောင်လေးကဒီစတုဂံထဲမှာမပါဘူးပေါ့နော်။ဒီပေးထားတဲ့ပုံဒီဘက်ပုံလေးကစတုဂံလေးနော်။အဲ့တော့သူကစတုဂန်ထဲမှာပါရင်တော့စတုဂန်ရဲ့ဒေါင်လေးလာပေါင်းရင်360ဒီဂရီ ဒီထဲကနေပြီးတော့ဗောနော်ရှာလိုက်လို့ရှိရင်အဆင်ပြေသေးတယ်။ဒါပေမဲ့သူကအခုပေးထားတာဒီအပြင်နောက်ကိုလိုချင်နေရာသူမေးထားတာ။နော်ဒီပြင်နောက်ကိုဘယ်လိုရှာမလဲဆိုတော့ဒီပြင်တောင်လေးကဗာဒမသူ့ကိုဆွဲကြည့်မယ်ဆိုရင်ဒါလေးဒီပါလဲဆိုတော့ဒါဒီပါလဲရင်းဖြောင်းနေပြီးထောင်းဖြောင်းဗောနော်။ထောင်းဖြောင်းကဘယ်လောက်ဒီဂရီရှိလဲဆိုရင်180ဒီဂရီရှိတယ်။အဲ့ဒါကရှိရဒီသင်္ကန်းစာတွေမှာပြောထားတယ်ဗောနော်။ဒီမှာဆိုရင်ဒီမှာ3ခန်းရဲ့ဒီမှာဒါဒီပုံစံလေးဗောနော်။ ်အိမ်မင်းဖြောင်းသည်သတိကံရထောင်သုံးတော့ပေါင်းချင်းနဲ့တူရယ်ပေါ့နော်ဒါကြောင့်မသတိကံရထောင်သုံးတော့ပေါင်းလာကဘယ်လောက်ဒီဂရီလဲဆိုရင်180ဒီဂရီဖြစ်တယ်အကြောင်းမို့လို့အဲဒီရာဒီတောင်ဖြောင်းမင်းဖြောင်းလေးပေါ့နော်မင်းဖြောင်းဒီ180ဒီဂရီဖြစ်တယ်ဒီမှာအပြင်မှာထုတ်ဆွဲပြမယ်နော်အဲ့တော့ဒီမင်းဖြောင်းဒီ180ဒီဂရီရှိတယ်အဲ့တော့ဒါမင်းဖြောင်းကိုသူကဒီလိုမျိုးလေးပိုင်းထားတာအဲဒီဒီတောင်လေးကိုလိုချင်တာဘာလို့လိုချင်တာဟုတ်လားဒီတောင်လေးကိုလိုချင်ရင်ဒီဘက်ကဒီတောင်လေးတိမရမယ်နော်ဒီတောင်ကကြတော့ သူ့ကံရဲထောင်းထဲမှာပါရဲပေါ့နော်သူ့လိုသူ့လိုစင်နာဒီကောင်းဆိုရင်ဒီနှစ်ခုပေါင်းခြင်းကဘယ်လောက်ဒီကလေးလဲဆိုရင်130ကုဒမပြထားတဲ့အဝါလေးပေါ့နော်ဒီအဝါလေးနဲ့ဒီအပြာလေးနဲ့ပေါင်းလိုက်လို့ရှိရင်ဒီတောင်းဖြောင်းတစ်ခုလုံးမရဘူးလားတောင်းဖြောင်းဒီ180ဒီကလေးရှိတယ်အဲ့တော့နှစ်ခုပေါင်း180ဒီဂရီတွေကနေပြီးတော့ဒီအဝါလေးကိုဒါထည့်ထုတ်ပေးနိုင်ရင်ဒီအပြာထောင်လေးရမယ်ပေါ့နော်သူလိုချင်တာကဒီအပြာထောင်လေးလေမထောက်အပြင်မှာဆွဲပြီးတော့ပြထားတာနော် ်မှာဒီတောင်လေးသူ့လိုချင်တာဒီတောင်လေးဒီကွက်လက်လေးပေါ့နော်ဒီပြင်တောင်လေးကိုလိုချင်ရင်ဒီဘက်ကအဝိုင်းအောင်တောင်လေးတိပို့လိုတယ်အဲ့တော့ဒီတောင်လေးကိုအရင်ရှားရမယ်ဒီတောင်လေးကိုအရင်ရှားရမယ်အဲ့တောင်လေးကိုဘယ်လိုရှားမလဲဆိုတော့ဒီတောင်လေးကစတုကန်ရဲ့တောင်အတွင်းတောင်လေးတောင်ပေါင်းခြင်းထဲမှာပါနေတယ်စတုကန်ရဲ့အတွင်းတောင်လေးတောင်ပေါင်းခြင်းကဘယ်လောက်ဒီဂရီရှိလဲဆိုရင်360ဒီဂရီရှိတယ်အဲ့ဒါလေရှိရဒီပင်ကန်းတော့မပြောတာစတုကန်ဤနော်စတုကန်မှာအနာဘဏနာပါလဲဆိုရင်၄နာပါတယ်တောင်ဘဏနာပါလဲဆိုရင်၄တောင်ပါတယ် ၄တောင်ပါတယ်ပေါ့နော်စရုကန်ကြီးထောင်၄တောင်ပေါင်းလက်က360ဒီဂရီဖြစ်တယ်အဲ့ရနေအတွက်မယ်ပေါ့နော်ဒါဆိုရင်အဲ့ဒါလေးကိုပြမယ်နော်စတုကန်ရေထောင်လေးတော့မောင်းကျင်တရက်360ဒီဂရီရှိတော့အဲ့ထင်းကနေလိုချင်တာဒီထောင်လေးလိုချင်တော့360တွေကနေပြီးတော့ဒီထောင်ပေါင်းခြင်းမှာတထောင်လိုချင်ရင်ကြံ3ထောင်ទីမရမယ်ကြံ3ထောင်ទីလာဆိုတော့ទីရဒီထောင်ရဒီထောင်ရဒီထောင်ရ3ထောင်ទីရဒါဆိုရင်4ထောင်ပေါင်းခြင်း360တွေကနေဒီ3ထောင်ကိုတော့ဖယ်ထုတ်ပေးနိုင်ရင် ီကြောင်လေးမရအောင်လားဖေထုတ်တယ်ဆိုတာကသင်ချာမှာဆိုသင်ငိသားပါလဲနှုတ်ပြီးတာပေါ့နော်အဲ့တော့360တွေရနေပြီးတော့ဒီဆောင်သုံးတော့ဖေထုတ်မယ်ပေါ့နော်80ဒီဂရီရယ်55ဒီဂရီရယ်80ဒီဂရီရယ်ပေါ့နော်အဲ့ဒါကိုအပေါ်မှာကစတူကင်တောင်လေးတော့ပေါင်းချင်းသည်360ဒီဂရီရှိသည်ဆိုပြီးတော့ပေါ်မှာစာရေးပြီးလေးရတယ်ပေါ့နော်အဲ့တော့360ဒီဂရီတွေကနေပြီးတော့ဘာအောင်နှုတ်မှလဲဆိုတော့ ဒီတော့တော့နှုတ်မှာရင်းနှုတ်မဲ့တောင်သုံးတော့မို့လို့ခွင့်ခတ်ပြီးထားတယ်အဲ့ဒါကိုအကျမ်းမှာချပေါင်းလိုက်ပါတော့တောင်လိုက်ချပေါင်းလိုက်ရင်ဘယ်လောက်ရမလဲအလိုင်းချမပေါင်းမဲ့တူဒီတိုင်းပေါင်းပြရရရနော်ခုနေရမှာပါရရှိလေ၃ညရေ၅ရေ၃ညရေပေါင်းတော့ပါရမလဲ၅ခုပြီးရင်ဆယ်ဆယ်ချင်းပေါင်းမယ်၁၀နေမှာပါရှိလေ၈၁၀နေမှာပါရှိလေ၉ရှိရ၉ရေပေါင်းတော့၁၇၁၇ရေ၇ရေပေါင်းတော့၂၄ အဲ့ဒါ245เนาะအဲ့ဒါ245ဒီကလေးကို360တွေကပြန်နှုတ်မယ်ပြန်နှုတ်တော့ဘယ်လောက်ရမလဲเนาะအကျမ်းမှာခြားနှုတ်ပေါ့เนาะတုံညာတွေကငါနှုတ်လို့မရတော့ဘာလို့မလဲချီချီတော့တပတ်10ယောက်လား10တွေကငါနှုတ်တော့9ကျင်မယ်အဲ့ဒါဒီမှာ9 9တွေကနေပါနှုတ်မလဲ4နှုတ်9တွေက4နှုတ်တော့ဘယ်လောက်ကျင်မလဲ10ကျင်မယ်3တွေက2နှုတ်တော့တကြံမတဲ့35ရမယ်ပေါ့နော်ဟိုနှုတ်တော့မပြတော့ဘူးနော်ငါးတန်းရောက်ပြီဆိုတော့ဒီအပေါင်းနှုတ်တော့ကတော့ကျွမ်းမယ်လို့ယူဆပါတယ်အဲ့တော့ဒီတောင်းကိုရပြီဆိုရင်လိုချင်တာပါတယ် ဒီအပြင်တောင်းလေးမဟုတ်လားဒီအပြင်တောင်းရင်းတစ်ခုရဲ့ပေါင်းခြင်းက180တိကတိဒီအပြင်တောင်းကိုလိုချင်ရင်အပြင်180နှစ်ခုပေါင်းခြင်းပေါ့နော်ဒါထောင်းဖြောက်ဒီမှာပြထားတယ်တရားနှစ်ခုပေါင်းခြင်းဒီအဝါနဲ့အပြန်နဲ့နှစ်ခုပေါင်းခြင်း180တိကတိတဲ့ကနေအဝါလေးကိုဖယ်ထုတ်ပေးနိုင်ရင်အပြရရမယ်အဲ့တော့နှစ်ခုပေါင်းခြင်းကဘယ်လောက်လဲ180တိကတိဘာဆောင်လဲဆိုရင်ထောင်းဖြောက်နော်180တိကတိတဲ့ကနေပြီးတော့ဘာကိုလဲအဝါရောင်တောင်းလေးဝါရောင်တောင်းလေးကဘယ်လောက်လဲ135 135တိကတိကိုနှုတ်ပေးလိုက်ရင်ဘာရမလဲအပြရောင်လေးရမယ် း sorry ပါနော် မမင်းကအဆင်မပြေဘူးဖြစ်သွားတယ်။ rotation စရတဲ့15နှုတ်တော့ဘယ်လောက်ရမလဲ။တုံညာရဲကငါနှုတ်လို့မရတော့ဘယ်ရဲချီမလဲ။၈ထဲရရရှိက9ပြည့်10ရောက်လား။10ထဲရငါနှုတ်တော့ဘယ်လောက်ချင်မလဲ။9ချင်။9ထဲရပါသူက9ဖြစ်သွားတယ်။9ထဲတင်းနှုတ်တော့ဘယ်လောက်ချင်မလဲ။6ချင်မင်း။10ထဲတင်းနှုတ်တော့ရှည်ဆုံးတုံညာ။အဲတစ်ထက်တင်တော့၃ညဆိုရှေ့ဆုံး၃ညမရေးရမလို့တော့လေဖီက65တစားမို့ဒီပို့စာလေးရဲ့အဖြေရဘယ်လောက်ရမလဲအာအေးအာတဝေတို့ဖောက်တို့ရေးရေးဖြီး ရှေ့ရဘယ်လောက်ရမလဲ65 degree နားလည်မလားမသိဘူး sorry ပါဒီမှာမှင်ရတော်တော်လေးအဆင်မပြေရှေ့ပါလို့ပါ65เนาะအဲ့တော့ဒီပြင်ပြမယ်လိုချင်တာဒီအပြင်ထောင်းလေးအပြင်ထောင်းလေးလိုချင်ရင်အပြင်ထောင်းကဘယ်လိုရှာမလဲဆိုတော့သူဒီဒီမြင်းလေးရအခုရောင်းနေဆွဲပြထားတဲ့မြင်းလေးရမြင်းဖြောင်းတောင်ဖြောင်းဒီ180 degree ရှိတယ် အဲ့တော့နှစ်ခုပေါင်းခြင်းက180ပေါ့နော်သူပြထားတယ်ဒီပုံရဆိုရင်ဒီတောင်းဖြောင်းလေးကိုဒီတောင်းဖြောင်းလေးကိုသူအပိုင်းနှစ်ပိုင်းဒီမြင်းလေးနဲ့ပိုင်းထားတယ်တောင်းနှစ်ခုဖြစ်ပေါ်လာတယ်ဒီတောင်းပြားလေးနဲ့ ဘက်ကတောင်အဝါလေးပေါ့နော်အပြင်မှာမြင်သားအောင်ဆွဲပြထားတာပါအဲ့တော့ဒီလိုချင်တာတောင်အပြလေးဆိုရင်အဝါလေးတီးမရမယ်နှစ်ခုပေါင်းရင်180တဲ့ကနေအဝါလေးကိုဖိတ်ထုတ်ပေးနိုင်အပြလေးရမယ်ပေါ့နော်အဲ့တော့အဝါလေးကိုဘယ်လိုနှုတ်မလဲဆိုတော့အဝါတံမိုးကမတီးဘူးမတီးကြောင်သူ့အရင်ရှာမယ်ဘယ်လိုရှာမလဲသူဒီစတုကန်ရောင်လေးတော့ပေါင်ချင်းထဲမှာပါတယ်လေးတော့ပေါင်ချင်းက360ဒီဂရီ360ဒီဂရီတွေကနေကျန်သုံးသားကိုပေါင်ချင်းကိုနှုတ်ပြီးနိုင်ရင်ဘာရမလဲဒီအဝါလေးရမယ်အဝါလေးရရင် 180เนาะဒီတောင်ဖြောက်နှစ်ခုပေါင်းရင်180ဒီဂရီတွေကနေရလာတဲ့အဝါတန်မှုကိုနှုတ်ပေးလိုက်ရင်ဘာရမလဲဒီဘက်ကတောင်းအပြားလေးတန်မှုရမယ်เนาะသိချင်တဲ့ပို့လို့ရှိရင် comment မှာမန်းကပေးလို့ရပါတယ်ရှင်